အာဧပြီလ26ရက်နေ့ကျွန်တော်တို့တရိန်နာနေ့ကပ္ပချွေစီပွဲရတဲ့ပတ်အခွင့်အရေးတည်ရတာပဲဖြစ်ပြလာနိုင်တဲ့ကပ္ပချွေစီနေတာကိုကျွန်တော်သုံးသပ်ပြောကြားပြတော့ဖြစ်ပါတယ်ကျွန်တော်တို့အခုချိန်အရဆိုရင်ကျွန်တော်တို့ဗမာစံတော်ချိန်ဆို7ခွဲလောက်ပေါ့နော်ခိုင်းစံတော်ချိန်ဆို7နာရီနေ့လည်း7နာရီဝန်းကျင်ရောက်နေပြီဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနေ့ကပ္ပချွေစီနေတာကိုအရင်ဆုံးချက်လေးကိုတွားကြည့်လိုက်အောင်ပေါ့နော်ကပ္ပချွေရမနက်ခင်းမှာကျွန်တော်ကတောက်ကြနေတော့3 3 1လောက်မှာစီးပိတ်ခဲ့တယ်ဒီနေ့မနက်ခင်းမှာဆိုရင်ကျွန်တော်တို့အဲ့ ဈေးရပါတော့ကျွန်တော်အပေါ်နည်းနည်းလေးဟပြီးဖွင့်ခဲ့တယ်။အဲ3 3ဟောင်းကျွန်တော်တို့30လောက်မှဖွင့်ခဲ့တယ်။3 3 30ရာနဲ့ချက်ချင်းဈေးပြန်ထိုးကြတယ်။တနည်းအားဖြင့်လက်ရှိအချိန်ထိကမ္ဘာရွှေရအမြင့်ဆုံးဈေးကအဖွင့်ဈေးဖြစ်နေတယ်။ဒါကိုချက်ချင်းအားဖြင့်ပုံမှန်အနေထားအကြည့်မယ်ဆိုရင်တော့အယောင်အားတာနေရတယ်ပြောလို့ရတယ်ပေါ့ဒါပေမဲ့လက်ရှိကမ္ဘာရွှေဈေးကသတိကြပြောမယ်ဆိုဒီနဲ့ဒီကြကျွန်တော်ဈေးအတက်ကြပြည်နေရလို့သတ်မှတ်လို့ရတယ်ခင်ဗျာအာကျွန်တော်တို့အပေါ်ဈေးဆိုဘယ်လောက်ရှိလဲဆိုကျွန်တော်တရက်တာအနေထားနဲ့ကြည့်မယ်ဆိုရင် အပေါ်ဈေးဆိုရင်ကျွန်တော်တို့3350ဆိုကြပါဦး3350 3340လောက်အဲဆုံးကကျွန်တော်တို့အပေါ်ဈေးတန်းဆုံးဖြစ်ပါတယ်အောက်ဈေးတန်းဆုံးဆိုရင်တော့ကျွန်တော်တို့ဒီဈေးတန်းဆုံးဝင်ကျင်ပေါ့ဒီဝင်ကျင်အဲ33 3265ပေါ့နော်အဲကြာအသက်ကြာပြေးနေရလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တချိကပ္ပရွှေစီကတက်နေရလားကြာနေရလားတက်နေရလဲမဟုတ်ဘူးကြာနေရလဲမဟုတ်ဘူးဈေးကအပေါ်ဈေးနဲ့အောက်ဈေးကြာအသက်ကြာပြေးနေရတာ အာတနည်းအားဖြင့်ဈေးငိမ်တက်နေရလို့တော့ပြောလို့မကောင်းဘူးဈေးငိမ်တက်နေရဆိုပေမဲ့ငိမ်တက်လို့ဆိုတော့အတုံးတော့ကြောက်ဈေးရဥမာဗျာ10 point point 20တော့လုံရင်တော့တဏနာမရှိဘူးဟိုကကြတော့အပေါ်အောက်ကပြကျွန်တော်တို့ point 100နီးပါးလောက်ရှိနေတာဖြစ်တဲ့အခါအဲ့ဒီအနေအထားမှာကျွန်တော်တို့ကအာဒါဈေးငိမ်တက်အနေအထားဆိုတာအပေါ်ဈေးအောက်ဈေးချမှာအတက်ကြပြေးပြီးတော့ကျွန်တော်တို့နောက်ဖြစ်လာမဲ့ကဘာရွှေတာရရှင်ကိုစောင့်နေတဲ့အနေအထားမျိုးရှိပါတယ်လက်ရှိမှာကျွန်တော်ဝယ်လူအားနဲ့ရောင်းလို့အားပြိုင်နေတဲ့အနေအထားမျိုးလို့ပြောလို့ရပါတယ် ဟုတ်ပြီအဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့လက်ရှိကမ္ဘာရွေးစေကိုဘယ်လိုမျိုးအယောင်ဝယ်လုံးတင်လဲမိမယ်ဆိုရင်ကျွန်တော်တို့ကအပေါ်စေးအောက်စေးစောင်းပြီးတော့အယောင်ဝယ်လုံးတာအနေနဲ့ကျင်းဆုံးဖြစ်ပါတယ်ဟုတ်ပြီအပေါ်စေးအောက်စေးဆိုတော့ဘယ်စေးရနေလဲကျွန်တော်တို့အချင်းတနားရီအတိုင်းတာကျွန်တော်တို့ H1 ကန်နယ်နဲ့ကျွန်တော်တို့တစ်ချက်သွားကြည့်တာဒီနေ့ကမ္ဘာရွေးစေကိုဘယ်စေးရနေမှာဝယ်တင်လဲလို့မိမယ်ဆိုရင်ကျွန်တော်ကတော့ so ဒီဘယ်စေးရနေမှာရောင်းတင်လဲအယောင်အရင်ပြောလိုက်မယ်ပေါ့နော်ဘယ်စေးရနေမှာရောင်းတင်လဲလို့မိမယ်ဆိုရင်ကျွန်တော်တို့မနက်၃ပါပေါ့နော် အခွင့်အရေးတန်းတန်းဖြစ်ကြတဲ့ဒီ3330နဲ့ကျွန်တော်3340ချမှာဆိုကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့မြဒီ3340ပေါ့ဒီဝင်းချင်းဒီဝင်းချင်းလောက်မှာကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့3340ဟုတ်ပြီအဲ့ဝင်းချင်းမှာကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့အဲ့ဝင်းချင်းဆိုရင်တော့ကျွန်တော်တို့အဲ့ဈေးတန်းဆုံးကြမှာကျွန်တော်တို့ကပားရွှေဦးဒီနေ့ဈေးတက်လာရင်ရောင်းလို့ရရင်ဒီထက်ပိုတက်ရင်ရောဒီထက်ပိုတက်ခဲ့တယ်ဆိုရင်တော့တကယ်လို့3340အထက်ကိုသာကျွန်တော်တို့ ဖောက်တက်သွားပြီပေါ့နော်ကပားရွှေစီဒီနေ့တနေ့တာတွင်တာအချင်းတနေ့အတိုင်းတာပိတ်စင်းနေတာဖောက်တက်သွားရင်တော့ live ဝယ်ပါကျွန်တော်ဘလောက်ဒီဆက်တက်နိုင်ခြင်းရှိတယ်လို့မြင်မှဆိုရင်အ ਨੇ ဆုံးမတက်ဘူးဆိုရင်တော့မှ3360လောက်ဒီဆက်တက်နိုင်ပါတယ်ရေတို live ဝယ်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့အပေါ်ဈေးထဲမှာကျွန်တော်တို့ဒီဝင်းကျင်ပေါ့နော်ဒီ3365နဲ့3380ကြားမှာကပားရွှေကိုကျွန်တော်တို့ပြန်ရောင်းလို့ရတယ်ခင်ဗျဒါအပေါ်ဈေးထဲမှာပေါ့အပေါ်ဈေးထဲမှာကျွန်တော်တို့ဒီမှာ 3340ကြာအယောင်ရှိမယ်3365နဲ့80ကြာမှာအယောင်ရှိမယ်ပြီးရင်3340အထက်ကိုဖောက်တက်သွားရင်ရေတိုလိုက်ဝယ်လို့ရတယ်ဟုတ်ပြီအောက်ဈေးတန်းဆိုရင်အောက်ဈေးတန်းမှာကျွန်တော်ကြည့်မယ်ဆိုရင်ဖြင့်အောက်ဈေးမှာဆိုရင်ကျွန်တော်ကဘယ်ဈေးမှာဝယ်လို့ရတယ်လို့မေးမယ်ဆိုရင်ကျွန်တော်နည်းနည်းလေးခြုံကြည့်လိုက်မယ်ဒီဈေးတန်းဆိုပေါ့နော်3365ဝန်းကျင်မှာကမ္ဘာရွှေကိုကျွန်တော်တို့ဝယ်လို့ရပြီ3365ဝန်းကျင်စောင့်ကြည့်3365အဖောက်နိုင်ဘူးဆိုရင်ကျွန်တော်တို့3365နဲ့33 sorry 3365မို့3265 3265နဲ့3280ကြာမှာကျွန်တော်တို့ကဘာရွှေကိုပြန်ဝယ်လို့ရတယ်ဒီအောက်ကဈေးတန်းစုံလေးပေါ့နော်3265နဲ့3280ဒီဈေးတန်းစုံမှာကျွန်တော်တို့ကဘာရွှေကိုပြန်ပြီးတော့ဝယ်လို့ရပါတယ်ဟုတ်ပြီတကယ်လို့ပေါ့နော်အာဒီအပေါ်ပေါ့နော်ဒီအပေါ်မှာဆိုရင်ကျွန်တော်ဘယ်ဈေးတန်းရှိတယ်လို့မြင်မဲ့ဆိုရင်ဒီမှာကျွန်တော်တို့ဆိုရင်ဒီ အာဒီဈေးနှုန်းလေးရှိရပါတော့ကျွန်တော်တို့အာ3308လောက်မှာဈေးနှုန်းလေးရှိတယ်ဟုတ်ပြီ3308ဈေးနှုန်းအပေါ်ကိုကျွန်တော်တို့ကဘာရွှေကျွန်တော်တို့အချိန်တနားကြီးအတိုင်းတာနဲ့ဖောက်ပိတ်ဈေးပေါ့နော် H1 ကန်နနဲ့ဖောက်တဲ့ပြီးဈေးပိတ်သွားရင်လိုက်ဝယ်လို့ရလဲ3330ဒီဈေးဆက်တနိုင်အဲ့လိုမော်ဘန်နဲ့ဆန်ချင်ပန်းနဲ့တော့ကျွန်တော်တို့အဲ3308အပေါ်မဖောက်နိုင်ဘူးဆိုရင်3308နားမှာကျွန်တော်တို့ဂျီတိုပြန်ရောင်းလို့ရတယ်ခင်ဗျ။ ပြီးတော့အောက်ဘက်ကဒီ3.6ကအောက်မှာပေါ့ဒီနည်းတနည်းတာနဲ့ကပ္ပရွှေစေတာအချိန်တနာကြီးအတိုင်းတာအပိစင်းနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်ဖြင့်လိုက်ရောက်လို့ရတယ်ခင်ဗျာ3.6ကအောက်မှာပိတ်သွားရင်လိုက်ရောက်ပါကျွန်တော်တို့3.25 3.30လောက်တိဈေးဆက်ကြနိုင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်ဒီနေ့အတွက်ပေါ့နော်ဒါကတော့ကျွန်တော်ရောင်းဝယ်လုပ်တင်တဲ့ဈေးကနေအများကြီးပြောသွားတယ်ဒီနေ့အတွက်ပြားကျွန်တော်တို့ဆိုကြပါစို့ risk အနည်းဆုံးနဲ့ရောင်းဝယ်လုပ်လို့ရတဲ့ဈေးတန်းစုံပြောပါလို့ပြောမယ်ဆိုတော့ကျွန်တော်3.65နဲ့3.80ရမှာ စောင့်ပြီးဝယ်လို့ရတယ်အဲ့လိုပဲအပေါ်ဘက်က3330နဲ့3340ကြားမှာစောင့်ပြီးရောင်းလို့ရတယ်အဲ့ဈေးနှုန်းနှစ်ခုကတော့ဒီနေ့အတွက် risk အနည်းဆုံးဖြစ်နိုင်တဲ့ဈေးနှုန်းနှစ်ခုဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပြတဲ့အခါမှာဒါလည်းကျွန်တော်နီးပညာပါရပါဘောပြီးတော့ဒီနေ့တရက်တာပိတ်စေးဒါတကယ်လို့ဒါကျွန်တော်တို့ဘယ်ပေါ်ပြန်ပိတ်ခိုင်းလဲမလဲဆိုရင်ဒီ3နှစ်3သုံးပါတော့ဆိုတော့3နှစ်တော့ပြပါ3သုံးဟုံးကျွန်တော်တို့60အထက်မှာဒါစီပြန်ပိတ်ခဲ့ရင်တော့ကဘာရွှေစီ ဈေးအသက်ဖက်ကျွန်တော်တို့ပြန်ဦးတည်သွားနိုင်တယ်မဈေးအသက်တောက်လျှောက်အားကောင်းသွားနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဆန့်ကျင်ဘက်အနေနဲ့ဒီနေ့တရက်တာကဘာရွှေအပိဈေးတာ3နှစ်65အောင်မှာတရက်တာဈေးပိတ်ခရင်တော့နောက်ရက်ဒီမှာကျွန်တော်ဒီတစ်ပတ်ထဲမှာပေါ့နော်3 2နှစ်5လို့3နှစ်30လို့ဈေးတန်းနေ3200ဈေးတန်းနေအထိဈေးအကျမြင်ရနိုင်ကြများပါတယ်ခင်ဗျအဲ့ပြတကဒီနေ့တရက်တာပိတ်ဈေးပြန်မှာပိတ်မနေပေါ့နော်ဟောကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါမှကျွန်တော်မြင်ရတော့ အပေါ်လည်းအဲ့360ထက်လည်းပိတ်ဖို့မလွယ်ပါဘူး3နှစ်6လအောင်လည်းပိတ်ဖို့မလွယ်ဘူးဗျဒီကြားထဲပဲပိတ်သွားနိုင်မယ်လို့ကျွန်တော်တို့မှန်တာလေပြီးရင်ကျွန်တော်သတင်းမှန်းသွားကြည့်မယ်ဆိုဒီနေ့မှဘာသတင်းမှမရှိဘူးဘာဒေတာမှမရှိဘူးဒေါ်လာအင်တက်ကတော့တရားထက်မကျော်နိုင်ဘူးဒီနားကပဲလဲနေရဒေါ်လာအင်တက်ကဒါကတော့ထုံးစံတိုင်းပဲအဓိကတော့ကျွန်တော်ထင်တာကကမ္ဘာရှိရဒေါ်လာအင်တက်ရောကဈေးကအပေါ်ဈေးအောက်ဈေးကြားပြီးနေရင်နဲ့အခုလာမဲ့တောက်ကြနေထက်မဲ့အမေရိကန်နိုင်ငံရဲ့အလုတ်ကိုင်းဒေတာတွေနန်ဖန်ပေရိုအန်အမ်ပရမ်ရိတ်ကိုစောင့်နေအနေထားရှိတယ်ပြီးရင် ကျွန်တော်တို့နောက်အပတ်ထဲထွက်မယ်အမေရိကန်ဘဏ်သုံးလုံးစောပစ်ချက်ထွက်မယ်အနေထားကိုစောင့်နေနေတာရှိတယ်အဲ့ဒါပြတ်ကတော့ကျွန်တော်အမြဲပြောမယ်ဆိုဒီဒီတပတ်တင်းလာအင်ကာနေ့ဒီမှာကျွန်တော်တို့အာကဘာရွှေစီရဒီအပေါ်နဲ့အောက်ကြပဲပြီးနေဝန်များတယ်အဲဘိုတုံနေ့ညလောက်ကနေစပြီးတော့တနေ့တော့သတိထားပါဘိုတုံနေ့ညလောက်ကစပြီးတော့ဈေးအပေါ်ဖောက်တတာဖြစ်ဖြစ်ဈေးအောက်ကိုဖောက်ကြတာဖြစ်ဖြစ် တွေ့ရနိုင်တယ်ဘာလို့လဲမဲ့ဆိုတဲ့တင်းထွက်ကန်ကြီးလာပြီဆိုရင်သူတို့ကအပေါ်အောက်ကစားရမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒါပြတ်ကတင်းထွက်လာတဲ့အချိန်မှာကျွန်တော်ထင်မှာကျွန်တော်အမြင်ကတော့ဈေးပြန်တက်မလာဘူးနော်အဲဒီနန်ဖန်ပြီးတော့ထွက်ကန်ကြီးနဲ့နောက်တစ်ပတ်မှလည်းအဲကျွန်တော်တို့ interest rate ရှိတာဖြစ်တဲ့ခါမှာကျွန်တော်တို့ဈေးကအဲ့အဲ့နာနီလာပြီဆိုဈေးပြန်တက်မလာလို့ကျွန်တော်သုံးသပ်မိတယ်အဲ့ဒီမတန်ခင်တော့ဈေးက ကျွန်တော်တို့ဒီလိုမျိုးညင်ညာဖြစ်ဖြစ်ဒါမှမဟုတ်လည်းအောက်ကိုဆွဲချနိုင်လဲကျွန်တော်3200လို့3180လို့အဲ့ဒီနိုင်အထိကျွန်တော်ဈေးတော့ဆွဲချနိုင်ချေရှိရပါဘူးအဲ့လိုဆွဲချပြီဆိုရင်ကျွန်တော်ကအောက်ဈေးမှာဝယ်ဖို့စောင့်ပါဟုတ်ပြီကျွန်တော်ပြီးတော့တစ်ဖက်က Russia နဲ့ Ukraine ညင်ညာရေးသဘောတူညီချက်ပါညာတော့ထုံးစံတိုင်းပါပဲဒါ Trump နဲ့ Ukraine တက်မှာတွေ့လုံးမရှိသေးတယ်ဘာမှ trade through သူတို့ညင်ညာချက်တွေမထုတ်သေးဘူးတပတ်သူတို့ဟိုကျွန်တော်ဆွေးနွေးနေတော့မှရှိသေးတယ်ပြီးတော့တရုတ်နဲ့အမေရိကန် ကုံတွယ်ကြီးကိစ္စကလည်း trend ကတော့အဆင်ပြေပြီးပြောတယ်တယောက်ကအဆင်မပြေဘူးပြောတယ်ဒါကတော့သူတို့ကအမျိုးမျိုးကျွန်တော်တို့ပြောနေမှာပဲဒါကတော့သူတို့ရဲ့လက်ကွက်တွေပေါ့နော်အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကတရင်နေတော့နည်းနည်းတတိထားဖို့လိုအပ်ပေမဲ့အရန်ကြီးဒီတစ်ပတ်ထဲမှာတော့ကျွန်တော်တို့အဲ့ကုံတွယ်ကုံကိစ္စဘာညာထက်အဲ့နန်းဖန်ပေးလို့ပေါ့နော်တောက်ကြနေထွက်မဲ့အလုတ်ကိုင်းဒီတာလေးပြီးနောက်တစ်ပတ်ထွက်မဲ့အမေရိကန်ဘန်တုံးလုံးဆုံးဖြတ်ချက်တွေကအရန် effect ဖြစ်ပါလိမ့်မယ်ကျန်တဲ့ဟာတွေတော့ခဏမေးထားလိုက်တခုရှိရပါတော့ breaking news ကြီးကြီးမားမားတခုထွက်လာပြီဆိုရင်တော့ ဈေးကွက်ရဲ့အလုတ်ခက်ကတော့အများနိုင်တာပေါ့နော်အဲ့ဒါပြတဲ့ကောင်မှာကျွန်တော်ကဒီနေ့မှာတော့ကဘာရွှေကိုကျွန်တော်ကတော့အပေါ်စီအောက်စီစောင်းပြီးအယောင်းဝယ်လုတာကျွန်တော်တို့အန်ရဲ့အကင်းဆုံးဖြစ်ပါလိမ့်မယ်ကိုကဂျားစင်းရနေ့မှာယောင်းဝယ်လုချင်တယ်ဆိုရင်လည်းကျွန်တော်ခုနကတုံးသက်ပြပေးသွားတဲ့ဈေးတန်းတွေကိုစောင်းပြီးတော့အယောင်းဝယ်လုလို့ရပါတယ် တော့ကျွန်တော်တို့ကဒီကာလမှာတခုတတိထားမှာတခါလေကျွန်တော်တို့ရောင်းနေဝယ်တဲ့အပေါ်စစ်အောက်စစ်စောင့်ပြီးတခါလေရောင်းနေဝယ်တယ်ဆိုရင်တော့မှဈေးကအပေါ်ကိုဆွဲတင်သွားပြီးမှပြန်ကျသွားတာလို့ဈေးအောက်ဆွဲချပြီးမှတက်သွားမျိုးလို့ဖြစ်သွားတတ်တာဖြစ်တဲ့အတွက်အပေါ်စစ်အောက်စစ်စောင့်ရင်တော့မှအဲ့ဒီစုံနေမှာကျွန်တော်တို့နိပညာပိုင်းကအတီးပြုချက် အတီပူးချက်ရပြီမှာဝယ်ဖို့အတီပူးချက်ရောင်းဖို့အတီပူးချက်ရပြီမှာဝယ်တာရောင်းတာတော့ကျွန်တော်တို့က risk အနည်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီတည့်တဲ့ကဘာချွေစီခွဲသုံးသက်ချက်ဗီဒီယိုဖြစ်ပါလေအခုလို့သုံးသက်ချက်ဗီဒီယိုတွေကိုအတူတူကြည့်ကြည့်နေဆိုရင်လည်းကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးကြပါဒီကျွန်တော်စီမှာဒီကပ္ပချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်ပြနေတရားလို့ရပါတယ်။အဲအားလေးနဲ့ပတ်သက်ပြီးလည်းကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel တွေကလည်းဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ခင်ဗျ။ ကဘာချွေတက်အားလုံးပဲဒီနေ့ကဘာချွေစီကွက်အဖွင့်ရမှာကဘာချွေစီတက်ကြအောင်ကျွန်တော်မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမဲ့များများပတ်စံနေကြပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးနေပဲဒီနေ့ဒီဗီဒီယိုလေးကိုညီကုန်ချိုးပြရစေခင်ဗျာ